စခိုင်းပြည့်ရည်ကြီးဟာပျော့သွားပြီလို့ဦးဝင်းနိုင်ကဆိုပါလေငလင်းလေးဒီလိုတော့လှုပ်မယ်ဟိုလိုတော့လှုပ်မယ်28ရက်နဲ့ငလင်းကြီးလှုပ်ပြီးကတည်းကခံမဲနဲ့ post တွေစတင်ထွက်လာတာပါပဲတဲ့ဘာရွေချက်နဲ့တင်တယ်လဲဆိုတာတင်နေတဲ့လူတွေ share နေတဲ့လူတွေပဲသိပါမှာတဲ့အဆောင်တွေမခိုင်ခံတော့လို့ငလင်းကြီးလာမှမို့လို့အပြင်ထွက်အေးရတဲ့ညားတွေလည်းတစ်ဖြည်းဖြည်းများလာတော့မယ် ငလေးနဲ့ပတ်သက်လို့အမှန်တကယ်လှုပ်နေတဲ့အခြေအနေသိရအောင်အကွက်အလက်မှာတင်ပေးနေလည်းမရတော့ဘူးလို့မိုးစလာပညာရှင်ဦးဝင်းနိုင်ကဆိုပါလေစိုးရင်ကြတာအပြစ်မတင်ပါဘူးစိုးရင်စိတ်လွန်ကဲလွန်အကြောက်လွန်လွန်ပြီးတင်သမျှရှုံပြီးရင်အမဝဲတာချက်မှလာမေးလာမေးသမျှအကြောင်းထက်အောင်ရှင်းပြနေရတော့လဲအာပေါက်လာပြီးစိတ်မရှိတော့ဘူးတဲ့အနှစ်တရာကြော်ကြာပြီးတဲ့အချိန်မှာစကိုင်းကလင်ကြီးတော့လှုပ်ပြီးပြီး ဘကုန်းကလေးကြီးကရောဘယ်တော့လာမှာလဲဆိုတာတွေအကြောင်းထပ်အောင်ရှင်းပြပေးပါဦးတဲ့ဘကုန်းနေပြီးတော့မန္တလေးစကိုင်းတောင်ကုန်းမြို့ကြီးတွေအကုန်လုံးဟာစကိုင်းပြည့်ပြည့်ပုံမှာတည်ထားတာပါ2025ခုနှစ်ရဲ့မန္တလေးငလင်ဆိုတာကြီးဟာစကိုင်းပြည့်ပြည့်ပုံမှာလှုပ်ပါလေနောက်ဆက်တွဲငလင်ငယ်တွေငလင်အလက်တွေအချိန်300နီးပါးလှုပ်ပြီးတဲ့အခါစကိုင်းပြည့်ပြည့်ကြီးဟာလည်းပြော့သွားပါပြီတဲ့တင်ကြတဲ့စကိုင်းမှာတော့ပြီးပြီ အကိုမှရောဘယ်တော့လာမှလဲဆိုတာမေးလာတော့ပြော့နေပြီဖြစ်တဲ့စကိုင်းပြည့်ရကြီးခင်ဗျာဒီနှစ်ထဲမှာတော့မဖြစ်နိုင်တော့ဘူးလို့ပြောမှသေးကြပါလိမ့်။နောက်၄50နှစ်လောက်တော့ချိန်ပေးဖို့ဟာပါ။နောက်၄50နှစ်တွင်မှာတော့6ကြော်ကြော်လောက်တော့ထပ်လုပ်ပေးပါမယ်လို့ပြန်ပြောမှအသေးချာပဲလို့ဦးဝင်နိုင်ကဆိုပါလိမ့်။ကျွန်တော်ကငလင်းပညာရှင်လည်းမဟုတ်လို့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကြောခဲ့ပြီမဲ့အိမ်ထဲမှာအိတ်ကြပါအိမ်ပြင်မှာအိတ်ကြပါလို့မပြောတာပြောခွင့်မရှိမပြောရပါဘူးအကျွမ်းကျင်ဆုံးတော့ခံမှန်းပြေးထတာဖြစ်ပါတယ်မန္တလေးစကိုင်းလေပိုင်းကမြေပုံမှာအယောင်လီရဲတဲ့နေရာလေးတွေကငလင်းထိထားတဲ့မြို့တွေအပြင်မှာအိတ်တင်ပါတယ်ကောင်းကောင်းထိထားတော့အဆောက်အဦတွေလည်းနားနေမှာတည်ကြပါတယ်ရန်ကုန်ဘကူကလူတွေကတော့အဲ့ဒီလောက်မဟုတ်တော့ပါဘူးတဲ့ ရှင်းရှင်းကအဆောက်အဦတွေမလို့ဆိုရင်တော့ထားပါတော့လေတဲ့အရန်ကြီးလဲမကြောက်ကြပါနဲ့စကိုင်းတခုလိုမျိုးစကိုင်းပြည့်ပြည့်ကြီးကပျော့နေပါပြီလို့ဦးဝင်းနိုင်ကဆိုပါတယ်အေဗီလာနှစ်ရက်ညကတော့ရန်ကုန်မြို့အနီး ဖျားပုံမြို့နဲ့86ကီလိုမီတာကိုပို့ဖို့ပြုပြီးပြည်ယာငါဆင်ရှင်ငလင်တစ်ခုလှုပ်ခတ်သွားတယ်လို့ American ဘူမိဗေဒငလင်စောက်ကြီးအဖွဲ့ USGS ကသတင်းထုတ်ပြန်ပါတယ် AP နေ့ရက်နေ့9:29မိနစ်ချိန်မှာဖျားပုံမြို့တောင်ဘက်86ကီလိုမီတာအကွာကိုပို့ဖို့ပြုပြီးပြည်ယာငါဆင်ရှင်ငလင်လှုပ်ခတ်သွားတယ်လို့သိရပါတယ်ကျောင်းကမြို့ကအများစုကငလေးလှုပ်ခတ်သွားတာကိုမသိလိုက်ပဲတချို့သောမြို့ခံတွေကတော့ခပ်ဖြည်းဖြည်းတစ်ချက်လှုပ်ခတ်သွားတာကိုသိရတယ်လို့ဆိုပါလေ။ လောလောဆယ်မှာတော့စကိုင်းငလင်ရှောင်းစကန်နေမှာလူငေါဝန်ယောဂါဆဖြစ်တယ်လို့တတင်းနေသိရပါလိမ့်ဝန်ယောဂါပြက်နေမှာကိုကျမ်းမာရေးဝန်ထမ်းတွေကစိုးရိမ်နေတယ်လို့သိရပါလိမ့်အဓိကတော့အရင်ပူပြင်းလို့ပါရန်တိုင်းငလင်ဘေးချောင်းစကန်မှာညအိတ်အိမ်တော်စု68စုလူဦးရေ900ခန့်လက်ရှိမှာရှိနေပါလိမ့်ဝမ်ပြက်ဝမ်ရှောင်းစတင်ဖြစ်နေလို့တက်စားထုတ်အားစီး သက်ကြီးရွယ်ကိုယ်တွေအတွက်စီချိုစီသွေးကြဆင်အာယုံကြောအာတိုဆင်နှလုံးဆီတွေလိုအပ်နေတယ်လို့သိရပါတယ်။စကားရရန်ရဲ့ဘက်မှာအင်ဒိုလူထောက်ခနေရလူဦးရေ900ရဲ့ရှိပြီးလူမသေးဆုံးမဲ့အဆောင်အုံပြူချသူ218ဦးအဆောင်အုံပြူချမှာသေဆုံးသူ32ဦးထိခိုက်ဒဏ်ရာသူ1300ရှိကြောင်းအချက်လက်တွေအရသိရပါတယ်။နှလုံးဆီမှာတော့လာရောက်လူထံမှုတွေရှိနေပြီမဲ့ ခေါဆွဲ၆ထုတွေအဓိကရနေတယ်လို့သိရပါတယ်။စကားမျိုးမှာကမ်ကရှိခုရှိပြီးစကုမော်ဖုန်ကြီးကျောင်းကမ်၊ငလင်ထီသူတွေကိုထားတဲ့အထက်ကနေကမ်၊ရန်နိုင်ရဲ့အမကကျောင်းကမ်၊စကိုင်းနှစ်ခွနရဘောလုံးကွင်းကမ်၊မဟာစည်းကုံကြီးဖျားကမ်အထက်ကတဲ့ကြောင်ဘောလုံးကွင်းကံပိုးလက်တမရောကံမြို့တဲ့အိုကံတို့ဖြစ်ပါလေ မန္တလေးမြို့ချမ်းရည်တာဆန်မြို့နယ်က Golden Country Hotel ပြုကြမှုမှာ9ရက်ကြာပိတ်မိနေသူတို့ကိုအသက်ရှင်လျက်ကဲထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ AB နေ့ညနေပိုင်းကချမ်းရည်တာဆန်မြို့နယ်65လမ်း32လမ်းနဲ့32လမ်းခြားမှာရှိတဲ့ Golden Country Hotel ပြုကြမှုမှာ9ရက်ကြာကြာပိတ်မိတဲ့အသက်50ကျော်ရွယ်မျိုးသားကြီးကိုတရုတ်ကစေးဖွဲ့ကကဲထုတ်နိုင်ခဲ့ပါတယ်။ Golden Country Hotel ပြုကြမှုမှာပိတ်မိတဲ့အမျိုးသားကိုကစေးဖွဲ့ကကဲထုတ်နိုင်ခဲ့ပြီး ပိတ်ထပ်ပြီးတော့ပိတ်မိသူတွေရှိမရှိဆိုတာတော့ရှာနေတော့မယ်လို့ဆိုပါလိမ့်။လက်ရှိချိန်တရုတ်ကွန်ကြီးကစဲဘွားဟာအသက်ရှင်နေကဲထုံနိုင်သူကိုးကိုးမြောက်ရှိပြီဖြစ်တယ်လို့လည်းသိရပါလိမ့်။ငလင်တန်တဲ့ဒေသအချို့မှာအချိန်ခါမဟုတ်မိုးရွာနိုင်တယ်လို့သိရပါလိမ့်။နှစ်ပေါင်း100ကျော်အတွင်းအပြင်းထန်ဆုံးလှုပ်ခဲတဲ့ငလင်ကြောင့်ထိခိုက်ပျက်စီးမှုများပြားတဲ့ဒေသတွေအပါအဝင် တိုင်းနှစ်ပြည်နယ်အများစုမှာအချိန်မခါမဟုတ်မိုးရွာနိုင်တယ်လို့မိုးစလားကပြောပါလိမ့်။ ဒီနေ့ည6နိုင်ခွဲချိန်တိုက်ထွက်ချက်ရကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေလွေများတရုတ်ပြည်မှာကြီးပေါ်ရှိလေပြင်းအားနဲ့ရောင်းဒေသမှာရွေးရှားတဲ့လေအေးတွေနဲ့တွေ့ဆုံခြင်းအရှိတ်မှလာတဲ့လေပူလှိုင်းတွေရဲ့အရှင်ကြောင်းအချိန်မခါမဟုတ်မိုးရွာနိုင်ခြင်းရှိတယ်လို့ဆိုပါတယ် AB 2နှစ်ညနေမှာ AB 9ရက်နေ့တွင်တနင်္လာရီကင်ကြီးပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျမှနေရာစိစိမိုးရွာနိုင်ပါတယ် AB 6ရက်နေ့မှာ7ရက်နေ့မှာ မန္တလေးနယ်ကိုပြင်းခံရတဲ့ဒေသတွေဖြစ်တယ်။မန္တလေးနေပြီးတော့စကိုင်းပဲခူးမကွေးတို့ပါဝင်တိုင်းနယ်ပြည်နယ်အားလုံးမှာနေရာကွက်ကြားမိုးထစ်ချုံရွာနဲ့ကြောင့်မိုးစလာကတည်ပေထားပါတယ်။အချိန်ခါမဟုတ်မိုးရခြင်းနဲ့တူလေပြင်းတိုက်မိုးထစ်ချုံမိုးကြိုးပြေလျှက်စီးလက်မိုးသီးကျတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်နိုင်ပါလိမ့်။မိုးလဝသလေးလာသူဦးဝင်းနိုင်ကလည်းဘင်္ဂလားပင်လယ်အော်မှာ AB 9ရင်းနေသည့် လီဘီယာနဲ့ရင်ဝဖြစ်နိုင်ချိန်40ရာခိုင်နှုန်းရှိပြီးနောက်လာမယ့်၄ရက်မှာတနင်္သာရီမော်ဘီနဲ့ကင်ဂျီဘီနဲ့ပဲခူးရန်ကုန်အေရဝတီတို့မှာမိုးနှဲငယ်ရွာသွန်းနိုင်ကြောင်းသိရပါတယ်။မလ28ရက်နေ့မိုးလဲ7:50မိနစ်ချိန်ကလှုပ်ခဲ့တဲ့စကိုင်းမြို့နီပခိုးမြို့လှုပ်တဲ့ငလျင်ကြီးကြောင့်မန္တလေးနေပြီးတော့စကိုင်းမကွေးပခိုးနဲ့ရှမ်းပြည်နယ်တို့မှာထိခိုက်သေးဆုံးတွေများပြားခဲ့တာဖြစ်ပါလေ။ အကူညီတွေရမ်းလိုအပ်နေတဲ့စကိုင်းတိုင်းမှာတော့အကူညီတွေမြန်ဆုံးရရှိနိုင်မှုစကိုင်းတိုင်းအစဉ်ငလင်ကူညီရေးကိစ္စရေးဖွဲ့ဖွဲ့စည်းခဲ့တယ်လို့တော့သိရပါတယ်။လောလောဆယ်ပထဝီနေထိုင်ရာဗမာကူညီကိစ္စမှုတွေလုပ်မယ်ဆိုတာပြောမှုခက်တယ်။လက်ရှိမြေပြင်မှာခြေဆက်ဆောင်ရတဲ့ဖွဲ့စည်းတွေရှိတယ်။လူမှုကူညီရေးလူမှုကိစ္စရေးနဲ့ငလင်တန်သိမ့်ပြည်သူတွေကိုကူညီရမှာပြည်သူကိုပဲ OTP ဆောင်ရွက်မယ်လို့တော့ပြောပါလိမ့်။ လက်ရှိမှာငလင်တန်သင့်စကိုင်းတိုင်းတွင်ကုညီကယ်ဆယ်မှုတွေတော့အသီးသီးလို့ဆောင်နေတာဖြစ်ပြီးနေ့စဉ်ကောင်းအစီရေရှာနေချီဝင်ရောက်ပြီးတော့ကယ်ဆယ်ရေးတွေလှုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်ကယ်ဆယ်ရေးထက်အများစုလိုအပ်နေတဲ့စားတော့စေဝါရှင်တို့ကိုထောက်ပံ့မှုတွေများပြားတယ်လို့သိရပါတယ်ငလင်ပြီးမှတော့ဆော့လို့ရေးသုံးပစ္စည်းတွေနဲ့စေဝါတွေစေတသိတသာခုံတက်တယ်လို့ဒေတာခန်နေစီကသိရပါတယ် ကနဦးချက်လက်တွေအားသိရပါလိမ့်။ငလေးဘေးသင့်ထင်တာတွေမှာမိုးကအရှင်ကြီးစေဝါခြေကလွယ်ချက်တွေပြက်လက်နေကြောင်းကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ညီနိုင်ရော UNOCHA ကသတိပေးထားတာဖြစ်ပါလိမ့်။အခုငလင်ပေးတဲ့ဒေသတွေမှာခိုးဆိုးလူရဲမှုတွေလည်းဆိုးဝါးလာတယ်လို့ဆိုပါတယ်။အင်အားချင်းငလင်ပေးတဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့မန္တလေးနေပြည်တော်ပအဝင်ပေးတဲ့မြို့နယ်တွေမှာ ကျိုးပြက်ပြီးလူမနေထိုင်တဲ့နေအတွင်းဝင်ရောက်ခိုးယူလူရက်ခံရခြင်းဓမြတိုက်ခံရခြင်းစားတဲ့ဖြစ်မှုတွေဖြစ်ပွားနေတယ်လို့ဆိုပါတယ်မန္တလေးမြို့မှာဆိုခိုးယူလူရက်သူတွေဟာပလုံကောက်သမားတွေဟန်ဆောင်ပြီးပန်းရှင်မဲ့အိမ်များတွေမှာဖိုးတန်ပစ္စည်းတွေကိုဝင်ရောက်ယူနေတယ်လို့ဘေးသင့်ဒေသခံတို့ကပြောပါတယ်အုပ်စုလိုက်ဖွဲ့ပြီးလောက်ကြတာပါအင်ရှင်တယောက်တည်းဆိုရင်ဒါမှမပြောရတာမျိုးတွေကြုံနေရတယ်ဆိုပါတယ် မန္တလေးမြို့ဟာငလင်ကျောင်းထိခိုက်ပျက်စီးမှုအများဆုံးခံစားပြီးနေအဆောက်အုံပျက်စီးသွားသူအများစုဟာယာယီကယ်ဆယ်စခန်းနဲ့နှီးစက်ရနေရာတွေမှာခိုးလုံနေရပါတယ်။လက်ရှိဖြစ်နေတဲ့ခိုးဆိုးလူရမှုတွေကတော့တင်းတင်းကြပ်ကြပ်ကန့်မှန်မှုလိုတယ်လို့ဒေသခံတွေကပြောပါတယ်။ပြိုကျသွားတဲ့မန္တလေးမြို့မစိုးရိမ်ကျောင်းတိုင်းမှာတန်ခါတော်ချူဟာကွင်းပြင်တနေရာမှာယာယီတရင်30မလ29ရက်နေ့ညကလူတစုရဲ့လူရချင်းခံရတယ်လို့သိရပါတယ်။ အမိုက်တွေရှိတဲ့ဝိုင်းထဲမှာ အမိုးကမရှိအခင်းအတန်မရှိစားစရာတောက်စရာဘာမှမရှိချင်ခတ်ဖို့ရတောင်တခုရေကွက်တစ်လုံးပေးထားပြီးဦးစင်းတို့ကျင်းဖို့လို့တော့လူငါးယောက်ကဓာတ်ထောက်ပြီးဖုံးတွေကိုလူသွားပါတယ်လို့ဆိုပါတယ်ပြိုကျခြင်းမဟုတ်ဘဲတင်းဆောင်သွားခြင်းနရက်အကွဲရဖြစ်ပေါ်ခြင်းကြောင့်စမဏီရဲ့ပဲရှောင်းတင်းနေသူတွေအိမ်မှာကြံ့ရှိတဲ့တံမိုးကြီးပစ္စည်းများစွာလဲခိုးယူခံရပါတယ်ခိုးတာမှဘာမှမကြံ့ဘူးတလောက်အန်ဒီရဲ့ဂျာတွေကနေ ဘယ်အချိန်မှာဘလို့ဝင်ယူသွားလဲတော့မသိဘူးအိမ်လည်းပြက်အစားလည်းပြက်ဘာမှလည်းမကြမ်းလမ်းမေးမှနေဒုက္ခတွေရောက်တပူပေါ်နှစ်ပူစင်းတတော်လေးခက်ပါတယ်လို့မန္တလေးမြို့ကန်တွေကပြောပါလိမ့်မလင်ဘေးရန်ခုဆိုးဝါးစွာခံနေရတဲ့နေပြီးတော့မှလည်းခိုးမှုတများမှုတွေဖြစ်နေပြီးလုံခြုံမှုမရှိတော့ကြောင်းဒေသခံတွေကပြောပါလိမ့်မလ31ညကဆိုရင်နေပြည်တော်သစဉ်6အဆောင်15မှာဓမြတိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ် အဆောင်တွေဘက်ကလူစိမ့်နေရောက်တယ်ပြူကြောင်မှဆိုလို့ကျမတို့ကပြန်မနေရဘူးဌာနကလည်းမနေခိုင်းဘူးဒါပေမဲ့လုံခြုံရေးစီမံလည်းမရှိနေဘူးလုံခြုံရေးကိုကိုယ်စီစဉ်နေကိုလုပ်နေရတာလို့နေပြည်တော်မှာမလင်းဘေးတန်တဲ့ဝန်ထမ်းတို့ကဆိုပါတယ်ရှားစမှုတွေခိုးထက်ပုံမမဆိုးပါစေဘူးねမလိုလားအဲ့ဒီပြဿနာမကြီးပါစေဘူးလုံခြုံရေးကိုထိထိရောက်ဆောင်ရွက်ပေးဖို့လိုတယ်လို့တောင်းဆိုနေကြပါတယ် မလ28နှစ်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်မန္တလေးနဲ့စကိုင်းနေပြီးတော့ပြည်မနာဆရှိတဲ့မြို့တွေမှာထိခိုက်ပျက်စီးမှုတွေအများကြီးဖြစ်ပေါ်ခဲ့တာဖြစ်ပါလေစကိုင်းငလင်ကဲစရင်လူဒေသခံချွဲလို့ရကိုအလူရှင်တွေစိတ်ပြတ်နေကြတယ်လို့သိရပါလေငလင်ဘဟုချက်ဖြစ်ခဲ့တဲ့စကိုင်းမှာကဲစရင်လူပစ္စည်းတွေကိုမိသားစုလိုက်ဟုတ်စုဖွဲ့တောင်းယူပြီးပြန်လည်ရောင်းစားခြင်းကြောင့်အလူရှင်တွေစိတ်ပြတ်နေကြတော့ ပရာဟိတကုညီသူတွေကဆိုပါတယ်လူရှင်တွေကစားနေရခါနဲ့လိုအပ်တဲ့ပစ္စည်းတွေကိုအလျံပဲလှူကြပေမဲ့လူချို့ကဆိုင်ကနေမျိုးပတ်ပြီးထက်ခါတလဲလဲတောင်းပြီးရှေတန်သွားတိုက်စေမုံငါတစ်တာတို့ကို ပြန်ရောင်းချကြအောင်စကိုင်းမျိုးရောက်ပရာဟိတကုညီဆောင်ရွက်သူတွေကပြောပါတယ်ဒီမှာဘလူးဖြစ်နေလဲဆိုတော့ဆိုင်ကနေပတ်ပြီးတော့အဲ့မှာလှူနေရတနည်းအားတွေ့တာနဲ့လမ်းမှာဆွဲခြင်းနဲ့အဲ့ဒီနဲ့မိသားစု၅ယောက်စု၅ယောက်အတင်းကိုလိုက်တောင်းတာ ရေတန်းတကက်ကို9000လောက်ပြန်အောင်စားတယ်အသီးနှံနေပြန်သွင်းတယ်ခုနကဒီရှိမှလာဝေးသွားတာမနေဘူးဆိုင်ငယ်ပေါက်တွေတည်းဖွင့်ပြီးထည့်ဖို့လုပ်နေတယ်နောက်ထပ်လာမယ့်လူရှင်တွေကိုစောင့်ပြီးရက်ွက်တွေမှာလူစုပြီးတစ်မျိုးလုံးပတ်နေတယ်တွားလို့ကိုဆိုင်ငယ်ကိန်း9000တော့မရတော့ဘူးအခုတော့အလူပဲလိုက်ထုံစားနေတဲ့ပုံပဲအဲ့ဒါပဲကြီးလုံးဝငားမရတာစီးပွားရေးသဘောမျိုးလှုပ်ဆောင်ရတဲ့အတွက်စီမကောင်းလို့ဆိုပါလေလက်တွေ့မှန်တကယ်ဒုက္ခရောက်နေသူတွေကတော့နေချံဝင်းတွင်းသာရှိနေခြင်းကြောင့်အလူရှင်တွေအနေနဲ့ အင်းနိုင်ရာရောက်ဝေပေးဖို့ကုညီကဲစေသူတွေကမေတ္တာရက်ခံပါလေတကယ်ဒုက္ခရောက်နေသူတွေကအင်းရှိကောင်းဝင်လို့မရတဲ့နေရာမှာအကုန်ငုတ်တုတ်လေးပါတိမ်ဝင်တိမ်ထွက်ပြေးတာအကုန်ရတယ်လမ်းပေါ်ထက်ကထက်ကပဲယူကြတယ်နှစ်ကြောပြန်ယူရတဲ့သူတွေရှိသလိုတကယ်လူကျင်တဲ့သူတွေရက်ွက်လမ်းကြားတွေထဲတွေဝင်ပြီးလိုက်ဝေပေးပါလို့ကုညီကဲစေသူတွေကပြောပါလေကုညီကဲစေသူတွေအစိုးရစကိုင်းမှာ ABDNA ထိပြင်မိနေသူအနက်အသက်ရှင်သူချိုးကဲထုံးတာကြောင့်သိရပါလေ ငလင်ကြီးပြီးလဲနောက်ဆက်တွဲငလင်လေးတွေအချင်းချင်းခါခါလုံနေခြင်းကြောင့်ကေဇေးရေးပိုင်းနှောင့်နှင်းမှုရှိကြောင်းဒေတာခန်တွေကပြောပါလေမြေတူးဆက် grain ဖြစ်ဆက်အစားရှိတဲ့ပစ္စည်းတွေမစုံလင်ခြင်းကြောင့်နေရေချို့အပုံလိုက်အပြိုလိုက်အတိုင်းဖြစ်နေပြီကေဇေးရေးဝင်အားမများတဲ့အတွက်အပုံနဲ့ထွက်တဲ့တိုက်တာတွေရှိနေစေပါစကိုင်းလန်းခွဲကလည်းတတဦးသွားတဲ့လမ်းလျှောက်အင်းဝအရန်ဆိုးပါတယ်ခုကရေတက်မှပဲကြောက်ကြတယ်မြေပေးတာယိုးတွေကျိုးတယ်ဆိုတော့ ကွင်းမြင့်နဲ့တွားဆုထားတယ်လို့စကိုင်းမျိုးကန်တူကပြောပါတယ်။ April 2ရက်နေ့မြန်မာစံတော်ချိန်ည8:00နာရီအထိငလင်ကျောင်းတည်ဆောင်သူစုစုပေါင်း3866ဦးရှိလာပြီလို့သိရပါတယ်။မလ28ရက်နေ့နေ့လယ်တနင်္ဂနွေကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကျောင်း AB 2ရက်နေ့မြန်မာစံတော်ချိန်ည8:00နာရီအထိစုစုပေါင်းတည်ဆောင်သူဟာ3866ယောက်ဖြစ်ပါဦး။ထိခိုက်ဒဏ်ရာသူ 9455ရောက်တဲ့ပျောက်ဆုံးသူ919ရောက်ရှိကြောင်းစီးရင်နေအရာသိရပါတယ်။ဒါကတော့ DVB ကထုတ်ပြန်တဲ့စီးရင်လေးဖြစ်ပါလိမ့်။ NASA ကတော့ထုတ်ပြန်ခြင်းတော့မရှိသေးပါဘူး။ NASA ကမနေ့ကထုတ်ပြန်ချက်အရသေဆုံးသူပေါင်း2900ကျော်ရှိနေပြီလို့သိရပါတယ်။ဒါပေမဲ့နောက်ဆက်တွဲသေဆုံးသူဦးရေဟာထပ်ပြီးတော့ဒီထက်ပိုပြီးတော့ဆိုးလာနိုင်မဲ့အခြေအနေရှိတယ်လို့လည်းသိရပါတယ်။အခုလိုငလင်းပေးတဲ့တင်တဲ့မြန်မာနိုင်ငံမှာ လူဦးရေသုံးဖို့တဘောဟာလူသားချင်းစာနာမှုဆိုင်ရာကူညီတွေလိုအပ်နေတယ်လို့ Bar Fishing ဖွဲ့ကထုတ်ပြန်ပါတယ်။ငလင်လှုပ်ခတ်ပြီးနောက်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီ။မိသားစုနဲ့ပွဲကွာတဲ့ကလေးတငယ်တွေအနေနဲ့အလွဲသုံးစားလုပ်မှုနဲ့ခေါင်းပုံဖြတ်မှုအန္တရာယ်ပိုများလာတဲ့အကြောင်းသတိပေးထားပါတယ်။မြန်မာနိုင်ငံမှာရုန်းကန်ရတဲ့ကလေးတငယ်တွေနဲ့မိသားစုတွေအတွက်ငလင်ဟာစိုးရွားတဲ့ထိုးနှက်ချက်ဖြစ်တယ်လို့ Bar Fishing ဖွဲ့ကတုံ့ပြန်ပါတယ်။ အကြက်တဲပေါ်အကြက်တဲဆင်းတဲ့ခြေနေပါငလီမလုတ်ခင်ရတော့မြန်မာနိုင်ငံကကလေးတငယ်တွေနဲ့ရိတ်ပါလူလူဟာအတော့ဒုက္ခရောက်နေပြီပါဘီငလင်တန်ခံရပြီသူတို့တွေဒုက္ခကြီးမှာပါလေသူတို့ချက်ချင်းလိုအပ်နေတဲ့လိုအပ်ချက်တွေထောက်ပံ့ပေးဖို့တာမကပဲဒီငလင်အကြောင်းပျက်စီးသွားတဲ့နောက်ပြန်လည်တည်ဆောက်နိုင်ဖို့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအပူရင်းလိုအပ်နေတယ် World Vision ဖွဲ့ကပြောပါလိမ့် ဝါဖရှင်ဖွဲ့အနေနဲ့ကလေးတငယ်လူကြီး2သိန်းပောင်ဝင်လူပေါင်း5သိန်းလောက်ကိုထောက်ပံ့ကူညီဖို့ရည်မှန်းထားပြီးအထူးခိုက်ဆုံဒေသတွေမှာဒေါ်လာ5သန်းနဲ့တုံ့ပြန်ကူညီဖို့ရည်မှန်းထားတယ်လို့သိရပါတယ် Sky Villa Condo ပြောင်းမှုမှာ Miss Tourism War 2018ပြိုင်ပွဲမှာအရှင်ပြိုင်နဲ့အလှမဲ့တည်ဆုံခဲ့တယ်လို့သိရပါတယ်။ Condo ပြောင်းမှုမှာ Miss Tourism War 2018ပြိုင်ပွဲမှာအရှင်ပြိုင်နဲ့အလှမဲ့တည်ဆုံကြောင်း Miss Tourism မြန်မာ Organization ကထုတ်ပြန်ပါတယ်။တည်ဆုံသူဟာ Miss Tourism World 2018ပြိုင်ပွဲမှာမြန်မာကိုစားမျိုးကိုရောက်ရှိနိုင်တဲ့ First Miss Tourism မြန်မာအလမဲ့ဆီလီမီဖြစ်ပါတယ်။အပီနီယနေ့ကအဆိုပါကုနုမာရှိတဲ့ပိတ်မိသူတွေကိုကဲထုတ်တဲ့ဖြစ်စဉ်မှာအလမဲ့ရဲ့ရုပ်လောင်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။2025မလ28မှာလှုပ်ခတ်ခဲ့တဲ့ငလည်းမှာမန္တလေးမြို့ Sky Villa ပြုံမှုမှာပိတ်မိခဲ့ပြီးအပီနီယနေ့မှာသူမရဲ့ အသက်မရှိတော့တဲ့ခန္ဓာကိုယ်ကိုသာကေဇေယျဖွဲ့တွေက ပြန်တွေ့ရှိခဲ့ပြီးအမှန်တကယ်တည်ဆောင်ကြောင်းအတည်ပြုခဲ့တယ်လို့လည်းကေဇေယျဖွဲ့တွေက ထုတ်ပြန်ပါလိမ့်မယ်။ပါကစ္စတန်နိုင်ငံကငလီတန်သိမ်းတဲ့မြန်မာနိုင်ငံကိုကေဇေယျပစ္စည်း35တန်ပေးပို့တယ်လို့သိရပါလိမ့်။ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ညွှန်ကြားချက်အရပါကစ္စတန်ဆိုရဟာအင်ကာနေမှာမြန်မာနိုင်ငံကိုကေဇေယျပစ္စည်း35တန်ပေးပို့ခဲ့ပါလိမ့်။လွတ်တော်ရေယာဝန်ကြီးက အစ္စလာမဘက်ပြည်ဆိုင်လေးစင်မှာကေဇေးပစ္စည်းတွေပို့ဆောင်တော့ကိုကြီးကြပ်ခဲ့ပါတယ်။ကိုနီပေးပစ္စည်းတွေမှာရွက်ပြင်တဲ့ဒီဆောင်တွေတာဘလင်စာတွေအသင်စားအစားအစာတွေနဲ့စေဝါတွေပါပြီးရန်ကုန်လေးစင်မှာလွှဲပြောင်းပေးခဲ့ပါတယ်။ထိခိုက်ပျက်စီးမှုကြီးမားတဲ့အင်အားပြည့်မြင့်ကလေးလောက်ခတ်ပြီးတော့နေထိုင်စရာရှည်တန့်နေစီဝါတွေပြက်လက်ခဲ့တယ်လို့ကုလသမဂ္ဂကကြေညာပါတယ်။တောင်းတုံးရင်ပြက်လက်မှုနဲ့ပတ်သက်လို့ကုလအဖွဲ့အစည်းတွေကတတိပေးချက်ထုတ်ပြန်ပြီးဝမ်ပြဝမ်ရှော့ဖြစ်မှာကိုစိုးရိမ်နေပါတယ်။ စေးဝင်တွေမှာလူနာပြည့်နေနေပြီးစေဝါပြက်လကတောက်သုံးရင်လည်းလောင်စာစီပြက်လက်နေတယ်လို့ WHO ကပြောပါတယ်။မြမမြေငလင်ပေဟာထိတ်တန့်အဆင့်လူသားချင်းစာနာမှုအကျက်တဲဖြစ်ကမ္ဘာဒုက္ခသည်အချင်းစီ UNHCR ကသတ်မှတ်ထားတာဖြစ်ပြီးတော့ plastic မူကအိယာနဲ့ခြင်တော်တွေလိုအပ်နေတယ်လို့ကြေညာထားပါလေ။ ထိုင်းနိုင်ငံဘက်ကောက်ကစီးရင်စီယုံအစောင့်အုံကြီးပြိုကျမှုမှာတေဆုံးသူ15ဦးထိတိုးလာပြီးထိခိုက်ခဲ့သူတွေရဲ့မိသားစုဝင်တွေကိုထိုင်းဝန်ကြီးချုပ်ပေတုံနန်ကတွေ့ဆုံအားပေးခဲ့ပါတယ်အစောင့်အုံပြိုမှုကြောင့်ထိခိုက်မှုခံစားခဲ့ရတယ်မိသားစုဝင်များမှာထိုင်းနိုင်ငံပြည်နယ်အနှံ့အပြားမှာ ပြိုကျအစောင့်အုံဒီမှာလာရောက်ဆောင်ရွက်နေတာဖြစ်ပါတယ်လက်ရှိမှာတော့82ဦးပျောက်ဆုံးနေစေဖြစ်ပါတယ်လာရောက်ဆောင်ရွက်နေတဲ့မိသားစုတွေကိုယာယီရွေးဖြင့်တဲ့ဒီမှာဆောင်ဆန်းခွင့်ပြုလာပြီးတော့ AP နှစ်မှာဝန်ကြီးချုပ်ကနစ်နာသူမိသားစုဝင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ဝန်ကြီးချုပ်ကမိသားစုဝင်တွေနဲ့15မိနစ်ခန့်တွေ့ဆုံကနှစ်သိမ့်အားပေးပြီးကျမ်းမာရေးကိစ္စကိုနေမကောင်းမဖြစ်စေဖို့အစားအစာစားတော့ဖို့တတိပေးပြောဆိုပါတယ်။ထိုင်းဆိုရအနေနဲ့အဆောင်အပြုံမှုကြောင့်တည်ဆုံသူတွေထဲမှာအထောက်ထားရှိသူတွေကိုဘတ်၁၈သိန်းရောချေပေးပြီးကျန်ထောက်ထားမရှိသူတွေကိုလည်းညှိနှိုင်းကတင့်တော်တဲ့ရောချေငွေပေးမယ်ဆိုပါတယ်။လက်ရှိကေဆေးဖွဲ့တွေအနေနဲ့ သက်ရှင်ကျန်ရစ်နိုင်ခြင်းမြင့်တဲ့အဆောင်အယဉ်ဆုံးပြီးမှကိုရီးမီ၃ကရှာဖွေနေပြီးယမန်နီအီဗီလာတရံနေကအစင်းမီကရီယာလေးနဲ့စတန်ဖတ်ရှာဖွေခြင်းမှာဇုံဘီနဲ့စီမရောလောင်း၁၂လောင်းခန့်တွေ့ရှိခဲ့ပါတယ်။ဘန်ကောက်မှာအဆိုပါအထက်30မြင့်စီးရင်စစ်ယုံပြိုချမှုမှာထိုင်းနိုင်ငံမြောက်အစင်းမီကစဲကရီယာအစ္စရေးနဲ့အမေရိကန်မှာကစဲရေးဖွဲ့တွေအထူးလက်ကျင့်ထားတဲ့ကစဲခွေတွေတုံပြီးအင်အားများပြားနဲ့ ရှာဖွေလုပ်ငန်းတွေဆောင်ရွက်နေတာဖြစ်ပါလေ။အင်ဒိုနီးရှားနိုင်ငံကမြန်မာငလျင်ရေးကူညီပေးဖို့ကယ်ဆယ်ရေးဖွဲ့တွေဆေးလွှတ်လိုက်ပြီလို့သိရပါလေ။မြန်မာနာဆက်ကမြေတားရခိုင်ကြေးရနိုင်ငံခြားရေးဝန်ကြီးဌာနမှတစဉ်ကျွန်တော်တို့ကယ်ဆယ်ပစ္စည်းတွေပေးဖို့ကလို့အမျိုးသားပေးရနေတဲ့ရှော့ချာရေးအင်ဂျင်စင်ကြီးကဲဆူဟာရန်တို့ကပြောပါလေ။အခုကိုညီဟာ BNDN နဲ့ရင်ဆိုင်နေရတဲ့တိုင်းပြည်တစ်ခုအတွက်အင်ဒိုနီးရှားနိုင်ငံရဲ့တံပိုးမှုဖြစ်ပါတယ်။မြန်မာနိုင်ငံမှာမြေကလေးလောက်ခတ်ပြီ တရက်ကြာမှပြုလုပ်တဲ့ဝင်ကြီးစင်စီဝေးမှာအကူအညီပေးရဖို့ဆုံးဖြတ်ခဲ့တာလို့လူသားဖွံ့ဖြိုးရေးနဲ့ရည်ကြည်မှုဆိုင်ရာညှိနှိုင်းဆောင်ရွက်ဝင်ကြီးကပြောပါတယ်။ကယ်ဆယ်ရေးဖွဲ့မှာနိုင်ငံခြားရေးဝင်ကြီးဌာနမှကိုယ်စားလှယ်အပြင်အင်ဒိုနီးရှားစစ်တပ်မှတပ်ဖွဲ့ဝင်စုစုပေါင်း83ဦးပါပါတယ်။မြန်မာပြည်သူတွေအတွက်အကူအညီဟာနိုင်ငံတကာအစ်စ်မှာအင်ဒိုနီးရှားနိုင်ငံကထောက်ပံ့ခဲ့တဲ့ပမာဏအများဆုံးလူသားချင်းစာနာမှုအကူအညီဖြစ်တယ်လို့ဆိုဟာရန်ဒိုကဆိုပါတယ်။ မေရိကန်နိုင်ငံကတော့မြန်မာငံလင်ပေးဒေါ်လာနှစ်တန်းကုပ္ပိုးအတွက်ကတိပြုလိုက်ပြီဖြစ်ပါလေ။ကေဆေးအဖွဲ့ဆေးလွတ်မယ်လို့လည်းပြောပါလေ။အမေရိကန်ဟာမြန်မာလင်ပေးတဲ့အတိုင်းဝိုင်းကိုပံ့ပိုးဖို့မြန်မာခြေဆိုင်လူသားချင်းစာနာဖို့ဖွဲ့စည်းတွေကတစဉ်ဒေါ်လာနှစ်တန်းထောက်ပံ့မယ်လို့အမေရိကန်နိုင်ငံဂျာယီဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတမ်မီဘရုစ်ကဆိုပါလေ။အမေရိကန်ကမြန်မာပြည်သူတွေနဲ့တူရက်တိကြောင်အလွန်ခက်ခဲတဲ့အချိန်မှာငလင်ကြောင်တည်ဆုံးသွားသူတွေအတွက်စိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်။သမ္မတထရန်ရဲ့အီလိုမတ်ရဲ့ DOG ဌာနဟာ USA ကိုဖျက်သိမ်းကထောင်ချတဲ့ဝန်ထမ်းတွေထုတ်ပယ်ပြီးရန်ပုံငွေ80ရာခိုင်နှုန်းဖျက်တော့ပြီးတော့မြန်မာနိုင်ငံကိုမြင်းကလေးကိုညီပထမဆုံးပေးရတာပါငလေးလုတ်ခတ်ပြီးတော့မြန်မာနိုင်ငံလေပိုင်းနဲ့နောက်မြောင်ပိုင်းမှာဆောင်းအောင်တပေါင်းကျော်ပြိုကျပျက်စီးခဲ့တယ်လို့ The Ratio ကထုတ်ပြန်ပါလေရုရှားတရုတ်အိန္ဒိယ RS ဖော်ပြပြီးတော့ဆိုနေအာရှတပ်မြန်မာစွာဟာမြင်းကလေးကထန်တဲ့မြန်မာနိုင်ငံကိုကယ်ဆယ်ဖွဲ့တွေဆစ်လွတ်ပြီး ရှာဖွေနေကြတဲ့လုပ်ငန်းတွေဆောင်ရွက်နေတာဖြစ်ပါလေ